ဲ့တမီးတို့အပေါ်တမီးအပေါ်မှာအဲတရှင်းလေးတွေလက်ဆောင်ပေးပြီးတော့အဲတရှင်းတီးလုံးလေးတွေလည်းလက်ဆောင်ပံ့ပိုးပေးရတဲ့တမီးကကမ်းမပြပါနဲ့ဒီဒီလက်တူတဲ့အောင်နေပါသေးတယ်နော်သူကဆရာကိုဒီစင်စီစီကိုဝဲတာပါအဲ့တော့သူ့ဘေးကကြောက်ကဆင်းနေရတယ်ပေါ့နော်အဲ့တော့သူကဒီလိုပဲအမှုပြန်လည်းငွေရှာပြီးတော့တရှင်းလေးတွေစိုးနေကြားရတာဆရာသိတာသိတာတော့ မဝင်နဲ့ကွာလို့ကလေးပေးဆိုလိုက်ဒီလေးဒီရှင်ကကြမသမတ်၍ချဲ့ပြီးတဲ့အတိုင်းလာနေရအောင်လေးချီယူဖြစ်ပြန်လွယ်တဲ့တန်လျာတစ်ခုရဲ့အဖေကိုအဖေကကျောက်ကစီနေရဆိုတော့တခါလေးပြုလေဘာပစံ9000 9000ကျော်အာအာနေအဖေကအဲဒီကျောက်ကစီရဟုတ် ဆရာမင်းကျော်ဆိုတာအဲဘောလက်ဆောင်ပေးရပါသမီးတို့အဲဆရာရှိသေးဆိုတဲ့ရှင်လေးလက်ဆောင်ပေးဒီသူဆရာဘောကိဘုတ်ဓမ္မလေးမြန်နိုးသူဟိုဓမ္မလည်းပါလာတယ်အတူကဆရာကိုဒီဆရာရှိသေးရှင်ဝယ်တာပါဆရာရဲ့ကျွန်တော်ကလေးလေးဆိုဒါပေမဲ့ဆရာကသူ့ကိုအင်တာဗျူးတစ်ခုမှာတွေ့တယ်ဟိုတွေ့လာလို့သူ့ဘေးကကြောက်ကဆေးနေရတယ်ဗောနော်အဲ့တော့သူကဒီလိုပဲအမှုပြန်လည်းငွေရှာပြီးတော့ တချင်းလေးတွေစိုးနေကြားရတာဆရာသိတာသိတာတော့မဝယ်နဲ့ကွာလို့ကလေးပေးဆိုလိုက်လို့ဆရာကမှလည်းတပည့်တွေအဲ့လိုပဲအဆင်မပြေတဲ့ကလေးစိုးနေကြရင်အဆင်မပြေရင်ဆရာပေးဆိုလိုက်တာပါပဲလေအဲ့တော့မထူပေးဆိုလိုက်တာဆိုလိုက်တဲ့သူဆိုလိုက်တဲ့ခါကျတော့ဒီတချင်းကဆရာတို့ရှေ့မှာ၃လေးယောက်ဆိုထားတယ်လူကြီးတွေလည်းပေါက်ပါတယ်ဒါပေမဲ့သူ့ပုံစံနဲ့သူတို့ပေါက်ကြတယ်ဒီကလေးကဆိုလိုက်တော့ကလေးလည်းဖြစ်နေရတယ်နောက်သူ့ရဲ့အမှုပြညာဝန်းလာဖို့ ဆရာတို့တော့တော်တယ်မပြောတော့ဘူးအနုပညာဝန်းလာရှိသလောက်သူစိုးလိုက်တဲ့နေရာမှာလူကြီးတွေနင်းနင်းသူစိုးနေတာတွေ့ရတယ်ပေါ့အဲကြောင့်လည်းဘေးသာစိတ်ဝင်စားရလို့ထင်ပါတယ်ဒီနေ့ဒီရှင်ကံကြမ္မာသမတ်၍ချေပြေးတဲ့အတိုင်းလာနေရအောင်လေးချီယူချစ်ပြလွယ်တဲ့တန်လျာတစ်ခုေအယားယာနေစအောင်မမမြဲခြင်းအဖြစ်သာဒီနေ့ဒီအဲဒီတိုင်းလက်ဆောင်ပေးရမိုးရပဲနဲ့လက်ဆောင်ပေးရဆိုရင် ပြောပါဗောနော်ကိုဒီလက်ဆောင်ပေးပြီးတော့ဆူရတဲ့ရှင်းဆိုတော့ပြောပြီးတော့ဒီကိုဆွဲလက်ပေါက်သွားရဲဆိုတော့အဖေအတွက်လည်းရပါဗောပုဆက်လေးလေးနည်းဝင်ဟုတ်ဟုတ်အဖေကိုအဖေကကြောက်ကစီနေရဆိုတော့တခါလေးအဖေကိုလည်းပုဆက်5000 5000နဲ့ပြောတော့အာနေအဖေကအဲ့ဒီကြောက်ကစီရဟုတ်မိကူတဘလောက်ဆိုရစတိခွေစတိခွေဟုတ်ဆိုတော့ဘယ်ဘလောက်ဘယ်တဲ့ရွာစားပြီးတရှင်းဆိုပြတာလဲ ခုနှစ်နှစ်ကစာရေးရေးဆိုဘယ်လိုသချင်းတွေကိုပို့ပြီးတော့ဆိုရကြိုက်လဲအဲဝါဘောဆွေအဆွေတချင်းလေးတွေတို့အဲ့လိုဖရာတချင်းလေးတို့ဆိုပြလိုက်ကြိုက်တယ်နေလုံးညီနေတောင်ဆွေရှုံးလို့ပြောက်ွယ်နှုတ်ဆက်မသွားရဲ့ဒီနေ့တင်မြူသမျှရဲ့အကောင်ဆုံးမတန်းတရာရီသူကဇေယအနေနဲ့ပြောရရင်တော့ကလေးပဲမှာ तू ကကလေးတန်တိတ်မပေါ့ तू ကလူကြီးတွေလိုပဲအစိုးပညာပိုင်းလေး तू မှာ ပင်ကိုဝမ်းလာပေါ့နော်ပင်ကိုမွေးရမှာဝမ်းလာပါလာတယ်ပါလာရဲ့အတွက်ကြောင့်သူ့စီရင်ရဟိုဥပမာကလေးတယောက်ဆိုရလို့ကလေးလေးပဲဆိုနိုင်ပါတယ်ဆိုတော့အတွေးမျိုးမဟုတ်ပဲねဆရာတို့လိုတေးဆရာတွေတော့မှသူဆိုတဲ့အဆိုပညာလေးပါတဲ့အတွက်သူလူကြီးတယောက်နင်းနေဆိုနိုင်တယ်လို့ဆရာအလိုမြင်တယ်ချီလာလို့ရှိရင်အနိုင်ငံကျော်ဆိုရလဲဖြစ်ရှင်တယ်ပြင်မမီတက်ထားစီလို့လို့လဲအလိုမျိုးလေးပွဲလေးဒီမှာဒီလိုမျိုးလိုက်ဆိုကျင်တယ်ပေါ့အလိုမျိုးလေး မဆိုင်ရှာမယ်ပို့အိမ်အတွက်လူရှင်သားတွေရဟုတ်ကဲ့လူပညာမှာတော့ဒီကစားလဲဆိုင်နေတာပေါ့နော်သူစားလေးနဲ့သူ့အောင်ရှိရင်တော့ဆရာတို့ပေးတဲ့ရှင်လေးကောင်းတယ်လေကျွန်တော်ဘက်ကကျွန်တော်တန်တန်ဘက်ကနေပြီးကူညီပြီးတော့လိခတ်ပေးတာပဲအောင်မင်မှုရပါတယ်လို့မျှော်လင့်တာပေါ့နော်အောင်မင်ပါတယ်လို့လည်းဆိုတောင်းပါတယ်ပြသူ့အတန်ပါဝင်လည်းဖြစ်နိုင်တယ်လေသူ့အတန်ပါဝင်လည်းအဲ့လိုရှင်ကောင်းလေးနဲ့တွေ့ရတယ်ဖြစ်နိုင်ပါတယ်ဟိုဟာဘယ်လိုပြောမလဲဆိုတော့ဘောကေကောင်းတာမှပါတာဟုတ်ကလေးက ရေရှည်ချက်ကြိုးစားသွားရင်တော့အောင်မြင်မှုတော့ရမှာပေါ့အောင်မြင်မှုဒီလိုတည်းပုံစံမျိုးရမှာပေါ့ဒီနေ့တင်ပြတဲ့မြောက်ရဲ့အကောင်းဆုံးမတန်တရာရီကံကားရင်မထားသည်မနှုတ်သားအဲ့ဒီတင်ကိုရိုင်းအမမတ်ခွေဝိနိုင်ရမည်အတူအလူပြာလမ်းကြောင်းပေါ်မှာယက်တည်နိုင်သည်ဆရာမသိရှင်းနေအများကြီးလေအဲ့တော့ဆရာကတော့သိရှင်းလေးတွေပံ့ပိုးပေးနေမှာပေါ့နောက်သူအမေမြေကြီးကျွေးမှာဆိုလို့နောက်အဲ့တရားဓမ္မတွေပဲ ပညာဆိုတာလေခဏလေးချိန်မှာလို့အဲ့ဒါလေးအရင်ထွက်မယ်အဲ့လိုတိုင်းမင်းလားဆရာသရှင်ပဲ